ကြောင်ဆရာတော်ကြီးရဲ့တရားစာအုပ်ကလေးကိုဖတ်ပြီးတော့မှ နာယူပြီးတော့မှအိတ်ကြမယ်။ဘာလို့ဆိုတော့ဒါကမြတ်စွာဘုရားရဲ့တရားတွေကိုပြန်ပြီးတော့မှဟောပြထားတဲ့တရားတွေပေါ့နော်။အဝိဇ္ဇာနိဝရဏနဲ့တဏှာတန်ရုံးစဉ်တို့တဲ့။အဝိဇ္ဇာပဲ အဝိဇ္ဇနိဝရဏတရားကပိတ်ဖုံးကစည်းထားတယ်ဒါကယုတ်တရားအစုပုံပဲနန္တရားအစုပုံပဲဆိုပြီးတော့မှလည်းမတိကြဘူးအကြောင်းတရားအစုပုံပဲအကျိုးတရားအစုပုံပဲဆိုပြီးတော့မှလည်းမတိကြပါဘူးတဲ့အနိစ္စတရားအစုအပုံပဲဒုက္ခတရားအစုပုံပဲအနတ္တတရားအစုပုံပဲဆိုပြီးတော့မှလည်းမတိကြပါဘူးတဲ့အဲ့တော့ မတိတဲ့အတွက်ဘလို့တိတာလဲတဲ့ယောက်ျားကိုယောက်ျားလို့တိတယ်မိန်းမလို့တိတယ်လူလို့တိတယ်နတ်လို့တိတယ်တားလို့တိတယ်တမီးလို့တိပါတဲ့အဲ့ဒီလူနဲ့အတိမာနေတဲ့အဝိဇ္ဇာဖုံးထားတဲ့အတွက်ကြောင့်မလို့တတဝါဒီယာဒီယောက်ျားမိန်းမပုဂ္ဂိုလ်တတဝါအချင်းချင်းမှာလူနဲ့မြမအချင်းချင်းတဦးနဲ့တဦးကတွဲတာတဲ့တတ်မှတ်တဲ့ဓာတ်တွေကိန်းဝို့ပြီးတော့မှမလာဘူးလားတဲ့လာပါတယ်ဗျာတဲ့မိမိရဲ့ရုပ်နဲ့နံတန်တန်အစင်ပေါ်မှာလဲကိန်းဝို့တွဲ မှုတွေဟာတဲ့ကိန်းဝတ်လာတယ်သူတပားရဲ့တဲ့ရုံဏအစင်ပေါ်မှာရောတဲ့လမ်းပြီးတော့တွေ့တာတတ်မှတ်မှုတွေမရှိဘူးလားတဲ့ရှိပါတယ်တဲ့အဲ့တော့တွေ့တာတတ်မှတ်မှုဓာတ်ကတိတ်ပြီးတော့ပြင်းထန်လာပြီဆိုလို့ရှိရင်ဘာဖြစ်တတ်တယ်လဲတဲ့ကြောက်ဖို့တိတ်ကောင်းတယ်တဲ့နည်းနည်းလေးပြောချင်တယ်နော်တဲ့ဒီထဲမှာတဲ့တာသမီတွေရှိတယ်တကာကြီးတကာမကြီးတွေရှိပါလိမ့်မယ်ထမားတယ်တဲ့ဘုံကြီးမေးခွန်းလေးတခုတော့မေးချင်တယ်တဲ့သူများတာသမီနဲ့ကိုတာသမီဘို့ဘို့ချစ်ပါတယ်လဲဒါကိုတာသမီကိုပဲဘို့ချစ်တယ်ပေါ့နော်ဘုံကြီးကတော့တိတ်မယုံပါ ဘူးတဲ့မယုံတာတော့တဲ့ဘုန်းကြီးအကြောင်းကလေးတစ်ခုပြောပြမယ်ဘုန်းကြီးကအစင်ရွာမှာနေစဉ်ခါတုန်းကတကကြီးနဲ့တကမိုင်းတယောက်ရှိတယ်တဲ့ဘုန်းကြီးတို့နေတဲ့ခြံမှာတဲ့ကျောင်းတကကြီးရဲ့မှာရောက်ခမဆိုပါစို့နော်တဲ့အဖိုးကြီးကတော့အသက်60ကျော်သွားပါပြီတဲ့အဖွားကြီးကတော့အသက်80ကျော်ပါပြီတဲ့အဖိုးကြီးကတနေ့မှာတဲ့တောကျောင်းလေးကိုလာပြီးတဲ့အခါကျတော့ဥပုံဆောင်တည်နေပေါ့နော်အဲ့ဒါကနဲ့သူကကျောင်းမှာပဲအိတ်တော့မဲဆိုပြီးတော့မှအထုပ်အဖိုးတွေနဲ့လာတယ်တဲ့အဲ့တော့နနက်9နာရီလောက်မှသူ တီလာယူရတဲ့အချိန်မှာတဲ့သူ့ရဲ့မြေရပါတော့နောက်ကနေလိုက်လာတယ်တဲ့အဖိုးအဖိုးတဲ့ အိမ်မှာအဖွားကအဖိုးကိုမမြင်လို့ငိုနေတယ်ဒီလိုပြောလာတယ်ဟာတဲ့အဖိုးကြီးကလည်းဒီစကားကိုကြားကြားနေတယ်ပဲအထုပ်ကိုပိုက်ပြီးတော့မှဗာဖြစ်လဲဆိုတော့သူ့အိမ်ကိုပြန်ပြေးသွားတယ်တဲ့ကျောင်းမှာအိပ်ပြီးတော့မှဥပုသ်ဆောင်မယ်ဆိုပြီးတော့မှတရားဘာဝနာပွားများမယ်ဆိုတဲ့စိတ်ကူးတဲ့အကုန်လုံးကအရေးပြောသွားတယ်တဲ့အဲ့ဒါနဲ့သူများသားသမီးနဲ့ကိုသားသမီးဘ누구ကိုပိုးချစ်တယ်ဆိုတာစဉ်းစားကြည့်ကြစဉ်းစားကြည့်ကြတဲ့ကိုသားသမီးတွေကအနာပါရှိနေတာပဲเนาะသူ့မှာ ာပြုစုပေးမယ်တမီးတယောက်အနားမှာရှိတယ်ဒါပေမဲ့အဖိုးကြီးကိုမမြင်လို့ထိုင်ပြီးတော့ငိုနေတဲ့အသက်80ကျော်နေပြီဖြစ်တဲ့အဲ့ဒီအဖွားကြီးอ่ะတဲ့အခုချိန်ဒီတူရဲ့အဖိုးကြီးကိုမမြင်ရရင်ငိုနေတော့မှရှိသေးတယ်အဲ့တော့ဘာကြောင့်လဲဆိုတော့တဲ့တရားဥပဒေနဲ့ခန္ဓာ၅ပါးမှာကပ်ပြီးတော့မှသွားနေတယ်တဲ့ကပ်ပြီးတော့ရက်နေတယ်ကပ်ပြီးတော့ထိုင်နေတယ်ကပ်ပြီးတော့အိတ်နေတယ်အဲ့ဒါနဲ့နည်းနည်းခွဲလိုက်ရပြီဆိုလို့ရှိရင် ခွေးနိုင်တယ်စွမ်းအားရှိတလားတဲ့မရှိကြပါဘူးတဲ့ဒါကြောင့်မြတ်စွာဘုရားကဘာဟောတော်မူတာလဲဆိုလို့ရှိရင်တဲ့တင်ချစ်သားတို့တင်ချစ်သမီးတို့တွေကတဲ့မကြာခဏမိမိတို့ရဲ့စိတ်ကိုတဲ့စင်ကြင်ပါဘလို့စင်ကြင်ရမလဲတဲ့နေညစ်တန်တရာရှည်မြင့်သွားတဲ့အချိန်ကာလ ပတ်လုံးမှာတဲ့ငါတို့ရဲ့စိတ်တရားယာကားကြောင့်ညစ်နွမ်းနေရတယ်ဒေါရကြောင့်ညစ်နွမ်းနေရတယ်မောဟကြောင့်ညစ်နွမ်းနေရတယ်ဒီလိုမကြခဏဆင်ကျင်ပြီးပါဘာဖြစ်လို့လဲဆိုတော့စိတ်ဓာတ်တွေညစ်နွမ်းသွားလို့ရှင်တဇဝါတွေကညစ်နွမ်းကြရတယ်ပင်ပန်းကြရတယ်ဆင်းရဲကြရတယ်စိတ်ဓာတ်တွေဖြူစင်တန့်ရှင်းလာပြီးဆိုရင်လည်းတဇဝါတွေကဆင်ကျင်တန့်ရှင်းသွားရတယ်တဲ့ဒီတော့စိတ်ဓာတ်တန့်ရှင်းဆင်ကျင်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကတော့ပြီးတော့မှပြောပြပါမယ်တဲ့ဒီတော့စိတ်ဓာတ်တွေကညစ်နွမ်းပြီးတော့မှတ တော်ဝါရီညနှမ်းရတဲ့ပုံစံတွေကိုတော့ခက်များများလေးပြောပြဖို့ရည်ရထားပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီစိတ်ဓာတ်တွေညနှမ်းသွားလို့ရှိရင်တတော်ဝါရီညနှမ်းရတာလေအခုနကတော့ဥပမာအောင် ကြည့်ပါတဲ့။အဝိဇ္ဇာနိဝရဏတရားကပိတ်ဖုံးထားတယ်။အမှန်လည်းမတည်ဘူး။အတိမာနေတယ်။အတိမာနေတဲ့တတော်ဝါရီဟာတွေ့တာစရာရှိလို့ရှိရင်တွေ့တာမယ်။မိမိနဲ့တက်ဖွဲ့ရအာယုံနေနဲ့တွားပြီးတွေ့လို့ရှိရင်တွေ့တာတဲ့ဟာတွေဖြစ်လာမယ်။မနစ်တက်ဖွဲ့ရအာယုံနေနဲ့တွေ့တဲ့အခါမှာလဲဒေါသတွေ ေဖြစ်မဲ့အာယောနီတော်မနတိကာယကိုအခြေခံမဲ့အတိမမှုအဝိဇ္ဇာကိုလည်းအခြေခံနေပါတယ်တဲ့ဒါကြောင့်အာယုံတွေကိုတဲ့နီးမှန်လမ်းမှန်နဲ့နှလုံးလည်းမတွင်တတ်ဘူးအာယုံတစ်ခုနဲ့ဂျုံကြိုက်တဲ့အခါမှာဒီအာယုံတွေကိုယုတ်တရားအစုအပုံပဲလန်တရားအစုအပုံပဲအကြောင်းတရားအစုအပုံပဲအကျိုးတရားအစုအပုံပဲအနေစာတရားအစုအပုံပဲဒုက္ခတရားအစုအပုံပဲအနတ္တတရားအစုအပုံပဲဒီလိုနှလုံးမတွင်တတ်ဘူးတဲ့အဲ့ဒီလိုနဲ့ နှလုံးတွင်းတက်ခဲ့မယ်ဆိုလို့ရှင်ယောနီဒေါ်မနန်တီကာယလို့ခေါ်ပါတယ်။နီးမန်လမ်းမန်နဲ့နှလုံးတွင်းချင်းပဲဖြစ်ပါတယ်တဲ့။အဲ့ဒီလိုယောနီဒေါ်မနန်တီကာယကိုရှည်တွားမပြုတ်ပဲနဲ့ตาပဲတမီပဲယောက်ျားပဲမိန်းမပဲပုပ်ကိုပဲတတဝါပဲလူနဲ့ပြမပဲလို့ဒီလိုနှလုံးတွင်းမိမယ်ဆိုလို့ရှင်တော့ဒီနှလုံးတွင်းမှုကမားနေတယ်။မားနေတယ်ဒီအတိမားမှုရှိနေတယ်ဆိုလို့ရှင်အာယောနီဒေါ်မနန်တီကာယရှိနေခဲ့မယ်ဆိုလို့ရှင် အာကုရုတရားတွေအနောက်ကနေဆက်တိုက်ဖြစ်ပေါ်လာတတ်ကြပါတယ်။အာယောနိတော်မနတိကာယကအခြေခံအကြောင်းရင်းဖြစ်နေပါတယ်။အဲ့ဒီတော့အာကုရုတရားတို့ရဲ့အခြေခံအကြောင်းရင်းဖြစ်တဲ့ဒီအာယောနိတော်မနတိကာယဘာကြောင့်ဖြစ်လာတယ်လဲဆိုပြီးတော့မှဆန်းစစ်ကြည့်လိုက်တဲ့အခါမှာအဝိဇ္ဇာနိဝရဏတရားပိတ်ဖုံးခံနေတာကြောင့်အကြောင်းတစ်ခုတဏှာဆိုတဲ့တန်ရိုးစဉ်ကြောရစ်ပတ်နှောင်ဖွဲ့ခံနေရတာကတစ်ခု အဲ့တော့ဒီအကြောင်းနဲ့ရရှိလိုက်တဲ့ဒီတတဝါတွေရဲ့တန်တန်မှာလေပင်းမှာဗာဆွေးထားလေဆိုတော့တောက်ကြီးတစ်ခုဆွေးထားတယ်အဲ့ဒီတောက်ကိုတက္ကရာဒိဋ္ဌိလို့ဒီလိုတတ်မှတ်ထားပါတယ်တက္ကရာဒိဋ္ဌိဆိုတာကကြောတော့တန်တော့ကာယောတက္ကရောအရာထင်ရှားရှိနေတဲ့ဥပါဒဏ်နဲ့ခန္ဓာ၅ပါးကိုတက္ကရာလို့ခေါ်ပါတယ်ဥပါဒဏ်နဲ့ခန္ဓာ၅ပါးဆိုတာကကြောတော့ဘယ်လိုပြောပြရမလဲဆိုလို့ရှင်ဆွဲလန်းပြီးတော့ဖြစ်တဲ့ဟာပေါ့နော်ဥပမာကို ရဲ့မှာအိမ်မှာလူကြီးတို့မတရားရောက်တရားဘူးကိုအဘောနောအိမ်ပဲပုံဝင်ခြင်းမှာပဲဖြစ်ဖြစ်တည်ရဲဆိုလို့ရှိရင်မတည်ခင်မှာဘောနောငိုယူကြရဲဆိုလို့ရှိရင်ကဲအဖေမခါခဲ့ပါနဲ့အမေမထားခဲ့ပါနဲ့ဆိုတော့အိမ်မှာငိုယူတဲ့ခါကျတော့ဖေဖြစ်တဲ့သူမင်းဖြစ်တဲ့သူဟာဒီတမီးဖြစ်တဲ့သူရဲ့ငိုနေတဲ့ဟာကိုတွားပြီးတော့မှတော့ငါတမီးဆိုပြီးတော့မှစိတ်မှာဆွဲရတယ်အဲ့ဒါ ဥပဒေနဲ့ခန္ဓာ၅ပါးနဲ့အဲ့ဒါတွားရောအပင်ကြပါဘောနော်အဲ့ဒါကိုပြောဥပဒေနဲ့ခန္ဓာ၅ပါးဆွဲလန်းရေးဖြစ်တဲ့အာယုံတွေကိုပြောပြတာနော်အဲ့တော့ဒီလိုပဲတဲ့ဥပဒေနဲ့ခန္ဓာ၅ပါးအပေါ်၌ခံယူချက်မာနေတဲ့ဒိဋ္ဌိတရားကိုတက္ကရာဒိဋ္ဌိလို့ခေါ်ပါတယ်အဲ့ဒီတော့ဒီတက္ကရာဒိဋ္ဌိဆိုတဲ့တောက်ကြီးကလေပင်မှာဆွဲထားတယ်ဆိုတာကဘာပြောတာလဲတဲ့ ဟိုနားကက်လိုက်လဲငါပဲငါရဲ့အတာပဲဒီနားကက်လိုက်တော့လဲငါရဲ့အတာပဲဟိုယုံနံနားကက်လိုက်တော့လဲငါရဲ့အတာပဲဒီယုံနံနားကက်လိုက်တော့လဲငါရဲ့အတာပဲအတာဆိုတာကယောက်ျားပဲမိန်းမပဲပုပ်ကိုပဲတတဝါပဲလူပဲနှစ်ပဲမြမပဲအစတက်ဖြစ်ဒီလိုခံယူထက်ချက်တွေမားနေကြတဲ့တဘောကိုပြောချင်တာပေါ့နော်အတတ်ကောင်းလိပ်ပြားကောင်းဝိညာဉ်ကောင်းအတကောင်းစသည်ဖြစ်ခံယူချက်မားနေတဲ့တဘောပါပဲတဲ့အဲ့ဒီခံယူချက်မားနေတဲ့တက္ကရာဒိဋ္ဌိဆိုတဲ့ ဒေါက်ကြီးကလဲပြီးမှဆွဲထားတယ်ခုနကပြောခဲ့တဲ့အတိုင်းပါပဲတဲ့အိမ်ရှင်မတူဘူးတဲ့ဒီယောက်ျားညီယောက်ျားမဟုတ်ဘူးလို့ပြောလို့ရှိရင်လက်ခံနိုင်မှာလားတဲ့လက်မခံနိုင်ဘူးတဲ့လက်မခံနိုင်တဲ့ပုံကလဲပြီးမှဘာဆွဲထားတာလဲတဲ့ဒေါက်ကြီးဆွဲထားတယ်တဲ့အိမ်ရှင်တူကိုဒီတက္ကမကြီးကတော့မင်းရဲ့တက္ကမကြီးမဟုတ်ပါဘူးဆိုပြီးတော့မှတက္ကကြီးရဲ့တက္ကမကြီးမဟုတ်ပါဘူးလို့ပြောလို့ရှိရင်ဩတဲ့အဲတက္ကမကြီးကလက်ခံမှာလားတဲ့လက်မခံဘူးဘာဖြစ်လို့လဲတက္ကရာဒိဋ္ဌိဆိုတဲ့တဲ့ဒေါက်ကြီးကိုလဲပြီးမှ ဆွဲထားတယ်တဲ့အဲ့တော့ဆွဲပြီးတော့တန်းသားဆိုတဲ့တန်ရိုးစင်ကျိုးကလည်းအင်မတန်ခိုင်ခန့်အောင်ခြိထားပြန်တယ်ဘယ်မှာခြိထားတာလဲခန္ဓာ၅ပါးဆိုတဲ့ငုံမှာဒါမှမဟုတ်လို့ရှင်လဲခန္ဓာ၅ပါးဆိုတဲ့တိုင်တတိုင်မှာခြိထားတယ်အဲ့လိုခြိထားခံရတဲ့ဒီတတဝါတွေဟာတဲ့သွားလို့ရှင်လဲဒီခန္ဓာ၅ပါးနာကပ်ပြီးတော့သွားရတယ်ရဲရင်လဲဒီခန္ဓာ၅ပါးနာမှာကပ်ပြီးတော့မှရက်ရတယ်ထိုင်ရင်လဲဒီခန္ဓာ၅ပါးနာမှာကပ်ပြီးတော့မှထိုင်ရတယ်အဲ့တော့လဲဒီခန္ဓာ၅ပါးနာမှာကပ်ပြီးတော့ ပဲအိရတဲ့ရုံးလို့တဲ့ဆန္ဒတဲ့ပြင်းပြမှုရှိပါသလားမရှိကြပါဘူးတဲ့ဒီတော့အဲ့ဒီလိုခန္ဓာ၅ပါးအနာမှာကပ်ပြီးတွားနေရတဲ့ရက်နေရတဲ့ထိုင်နေရတဲ့အိတ်နေရတဲ့ပုံကိုယ်တွေရဲ့လယ်ဘေးမှာတောင်ကြီးတစ်ခုကိုခတ်ပြီးတော့ဆွဲထားတယ်ဘာသာလဲတဏှာဆိုတဲ့တန်ရိုးစင်ကျိုးရစ်ပတ်ပြီးနောင်ဖွဲ့ထားတယ်တဲ့အဲ့ဒီလိုပုံကိုယ်တွေကဘာနဲ့တူပါတယ်လဲတဲ့ခုနကဥပမာပေးထားပါတယ်တဲ့ တိုင်ငုံတတိုင်းမှာခိုင်ခဲတဲ့ဂျိုးတချောင်းကိုလေဘေးမှာတောက်ဆွဲထားတဲ့ခွေးတကောင်ကိုခြိထားတာနဲ့တိတ်ပြီးတော့တူပါတယ်ဒီလိုမျက်စွာဖရားကလည်းဥပမာပေးထားခဲ့ပါတယ်တဲ့အဲ့ဒီစင်ရင်ထဲမှာအခုတရားနာနေတဲ့ပေတက်တွေရောပါလားမပါဘူးလားတဲ့အများစုကတော့ပါနေကြပုံရပါတယ်မပါအောင်ကြိုးစားလို့ရောမကောင်းဘူးလားပါနေခဲ့လို့ရှိရင်ရောမပါအောင်ကြိုးစားလို့တိတ်ကောင်းတာပေါ့အဲ့ဒီလိုနဲ့လေဘေးမှာတောက်ဆွဲထားပြီးတော့မှတိုင်တိုင်မှာအခြေခံနေရတဲ့ဘဝတွေဘလောက်တောင်မှများနေ ခဲ့ပြီလေတိတ်ပြီးတော့များခဲ့ပါတယ်ဒါကြောင့်မြတ်စွာဘုရားကတရားအစမှတဲ့ချက်သားယဟန်တို့ရေတဲ့ခန္ဓာတဲ့အာယတနာဓာတ်တို့ကိုတဲ့အစမပြည့်ဖြစ်ရာယုံ난တန်တန်အစင်အတန်ဟုခေါ်တော့တဲ့ခေါ်ဆိုအပ်တော့ဤတန်တရားဒီဉာဏ်ဖြင့်အစင်လျှောက်ရတော့၎င်းမတိအပ်မတိနိုင်တော့အစရှိပြီအဝိဇ္ဇာနိဝရဏအဝိဇ္ဇာနိဝရဏတရားဟာပိတ်ဖုံးကာစီအကုန်ဤတဲ့တဏ္ဍာတန်ရောဇနာနဲတဏ္ဍာဒီဆိုတဲ့တန်ရောစိ င်တို့ကလည်းရစ်ပတ်နောင်ဖွဲ့ထားပါတယ်တသာဝတန်ထူဘဝမှာတဲ့ဤဘဝဤဘဝမှာထူဘဝတပြောင်းတပြန်ကျင်လည်ကျက်စားပြည့်၍နေကြပါတယ်တဲ့တခုတည်းတော့ဘဝ၌ပဲထက်ခါထက်ခါကျင်လည်ကျက်စားပြည့်စွာနေကြရကုန်ပါတယ်တဲ့တတဝါတို့ရဲ့တန်နရာဟာတဲ့ရှေ့အစွန်းကိုတဲ့မတိအပ်မတိနိုင်ပြီးအဝိဇ္ဇာနိဝရဏတရားကပိတ်ပုံးပြီးတော့တဏှာဆိုတဲ့တန်ရိုးတင်ကျိုးရရစ်ပတ်နောင်ဖွဲ့ခံထားရတဲ့တက္ကရာ ိတ်ထီးဆိုတဲ့ဓာတ်ကြီးကလည်းလဲပြီးမှအစွေးခံထားရတဲ့ဒီတရဝါတွေရဲ့တန်တရာခရီးကိုတဲ့ပြန်ပြောင်းပြီးဆန်းစစ်ကြည့်လိုက်တော့ဉာဏ်ဖြင့်အစဉ်ရှောက်၍လမ်း၍ကြည်တက်လို့ကြည့်မယ်ဆိုရင်ဆုံးနိုင်မလားမဆုံးနိုင်ပါဘူးတဲ့အရန်ကိုရှေးပါတယ်တိတ်ရှည်တဲ့အတွက်ဒီအဝိဇ္ဇာနိဝရဏကိုမပယ်ဖြတ်နိုင်ဘူးဆိုလို့ရှိရင်တဏှာဆိုတဲ့တန်ရုံးစဉ်ကျိုးကိုလည်းမပယ်ဖြတ်နိုင်ပါဘူးတက္ကရာဒိဋ္ဌိဆိုတဲ့ဒေါကြီးကိုလည်းဆွဲပြီးတော့ဖြုတ်မချနိုင်ဘူး ။နောက်ထပ်တန်တရာခရီးကလည်းမရှိနိုင်ဘူးလားရှိနိုင်ပါတယ်။အဲ့တော့ရှိနိုင်တဲ့အခါမှာဒီတန်တရာခရီးဒီအဝိဇ္ဇာတဏ္ဍတက္ကာယဒိဋ္ဌိဆိုတဲ့ဒီအကုလတရားတွေနဲ့တဲ့ဆွမ်းအဟုန်က ိတ်ပြီးတော့မှအားကောင်းလာပြီဆိုလို့ရင်ထိုးတန်နေရခရီးတဲ့ဟာကောင်းတဲ့တန်နေရမျိုးဖြစ်ခဲ့ပါမယ်အပေလေးပါဆိုတဲ့တန်နေရခရီးကတာမိမိကိုစီးကျုံနေမှာဖြစ်ပါတယ်အဲ့ဒီလိုနဲ့စီးကျုံနေမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုအပေဘေးဆိုးကြီးမှလွတ်မြောက်အောင်ကျွအောင်အိုဘေးဆိုးကြီးမှလွတ်မြောက်အောင်ကျွအောင်နာဘေးဆိုးကြီးမှလွတ်အောင်ကျွအောင်တေဘေးဆိုးကြီးမှလွတ်အောင်ကျွအောင်ရုပ်ကံထွက်ဖို့ရန်အတွက်ရည်ရွယ်ပြီးတော့မြတ်စွာဘုရားကလည်းဆုံးမခဲ့ပါတယ်ချစ်သားယဟန်တို့ရေထို့ကြောင့်ဤတ တနာတော်မြတ်အတွင်း၌တင်ချစ်သားတို့ဒီတင်ချစ်သမီးတို့ဒီမိမိတို့ရဲ့စိတ်ကိုဤငါတို့ရဲ့စိတ်ဒီ နေညစ်တန်တရားရှည်မြင့်စွာတဲ့အချိန်အခါကာလပတ်လုံးရာဂါကြောင့်ဒေါရာကြောင့်မောဟာကြောင့်ညှဉ်းနှံနေရပါတယ်။မကြကနအမြင်မပြတ်စင်ကျင်တစ်စင်ကျင်ထိုက်ပြီးတယ်။အဲ့တော့စိတ်ဓာတ်တွေညှဉ်းနှံခဲ့လို့ရှိရင်တတဝါတွေလည်းညှဉ်းနှံကြရတယ်။စိတ်ဓာတ်တွေဖြူစင်တန့်ရှင်ခဲ့မယ်ဆိုရင်တတဝါတွေဖြူစင်တန့်ရှင်ပြီးတော့လာကြတယ်။ဒါကြောင့်ငါတို့ရဲ့စိတ်ကနေညစ်တန်တရားရှည်မြင့်စွာအချိန်အခါကာလပတ်လုံးရာဂါကြောင့်ညှဉ်းနှံရတယ်ဒေါရာကြောင့်ညှဉ်းနှံရတယ်မောဟာကြောင့်ညှဉ်းနှံရတယ် ်ဒီလိုမကြခဏမိမိတို့ရဲ့စိတ်ကိုစင်ကြင်တုံ့တက်ပေးပါမြတ်စွာဘုရားကတိုက်တွန်းထားပါတယ်တဲ့အဲ့ဒီကဲရောဒီနေရာတော့ဒီနေ့ဒီနေရာမှာပဲရပ်ပါပြီတက္ကရာဒိဋ္ဌိဆိုတဲ့ထောက်ကြီးလေမြမဆွဲထားတာရဲ့ပြီးတော့လို့ရှင်ဥပဒေနဲ့ခန္ဓာရဲ့ဟုတ်ပြီလားဥပဒေနဲ့ခန္ဓာရဲ့တက္ကရာဒိဋ္ဌိဆိုတဲ့ထောက်ကြီးကိုလေမြမဆွဲထားရဲ့ဒီတတဝါတွေဟာဒီတန်နေရာခရီးကိုဘယ်လိုမျိုးဆုံးအောင်ရှောက်နိုင်မလဲဆိုတဲ့အကြောင်းကို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 စင်ကြင်တုံ့တက်ဖို့အတွက်ရည်ထားတဲ့တရားတော်ပဲဖြစ်ပါတယ်အတူချုံကတော့ ော့ဒါပေါ့เนาะအဓိကသူကျွန်တော်ကတော့အဲ့ဒါပါပဲ